ျွန်တော်တို့ကဒီအစီအစဉ်တွေလုပ်တယ်ကိုဒီပန်တွေလုပ်တယ်ကျွန်တော်တို့ကဘေးတွေနဲ့ဖြစ်ရေရာတွေပြီးတယ်ဒါတွေအားလုံးကဖြစ်ပေါ်နေတဲ့လူတယောက်ကအခက်အခဲကိုအတိုင်းအတာတစ်ခုအတွင်းကနေဘေးကနေထောက်ပံ့ရအောင်ထောက်တိုင်ထည့်ပေးလိုက်တယ်ဆရာဒီပညာရှင်နဲ့ပတ်သက်ပြီးတော့ဆရာတို့စီမှာဆိုကျွန်တော်အရင်တရင်ကြီးနေတာတခုရှိအဲ့ဒါပါဆိုတော့အိမ်အောင်ပွဲတွေဘာတွေမှာဆိုလို့ရှိရင်ဆရာအစီအရင်တွေအရင်အောင်လို့ကြားရတယ်ပေါ့နော်ဆိုတော့အဲ့အမျိုးတွေကိုဆရာတို့စီရင်လှောက်ဆောင်ပေးရတဲ့နေရာမှာဘယ်လိုမျိုးလေးရှိလဲ ါကတော့ကိုယ်အာကိုရောက်လာတဲ့လူတယောက်ကပူပင်မှအပူရှိမှရောက်လာကြတယ်ညာ အဲ့ဒီထဲမှာမှအချင်းအင်အောင်ကြီးကပို့ဘူးလေဗျ။ငကောမှမီးလေ။ဟုတ်တယ်။เนาะကျွန်တော်တို့နှလုံးသားကြီးကိစ္စ။အဲတကယ်တော့သူ့လိုလိုတော့ပူလောင်နေတဲ့အခါကျွန်တော်တို့ကအဲ့နားကိုတော့တော်တော်မခံနိုင်ဘူးညာ။ဟုတ်လား။အဲ့တော့မလွဲသားမချောင်းသားကိစ္စမျိုးတွေမှာဆိုရင်တော့ကျွန်တော်လုတ်ပေးတာရှိတယ်။မလွဲသားမချောင်းသားဆိုတာမိသားစုနဲ့ပတ်သက်တော့တပည့်ရဲ့မိသားစုတန်းဝိုင်းတွေဖြစ်နေတာမျိုး။ဒါမျိုးတွေဆိုတော့ကျွန်တော်လုတ်ပေးဖြစ်တယ်။ခင်းတဲ့အရာလိုလည်းကျွန်တော်မထင်ဘူး။တယောက်နဲ့တယောက်ဒီကျွန်တော်တို့ကဘောတော့ဝတ်တက်ဖြစ်တဲ့ကန်ဆိုတဲ့အကြောင်းကိုလည်းမေးထားလို့မရဘူး။မရဘူး။သူတို့ကရေဆက်လုံးဝကုန်တယ်အကြောင်းကန်ဖန်လာပြီးလုံးဝကန်ကုန်တဲ့နေထားဆိုရင်တော့ဘယ်လောက်ကြီးပဲကျွန်တော်ကိုရောထပ်ပါတယ်ပြောပြော ော့လုံနိုင်ပါတယ်ပြောပြောကျွန်တော်တက်ထက်တဲ့ဆရာကြီးမကတော့ထွက်ဖို့ပို့လာလုံးလဲဆွဲလဲရအောင်မှုတော့ရေဆက်တွေကုန်သွားတယ်ရေဆက်ကုန်သွားပြီဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီအစီအရင်တွေလုတ်တယ်ကိုဒီဘန်တွေလုတ်တယ်ကျွန်တော်တို့ကဘေးတွေနဲ့ဖြစ်ရေရာတွေပေးတယ်ဒါတွေအားလုံးကဖြစ်ပေါ်နေတဲ့လူတယောက်ကအခက်အခဲကိုအတိုင်းအတာတစ်ခုအတွင်းကနေဘေးကနေထောက်ပံ့ရအောင်ထောက်တိုင်းထည့်ပေးလိုက်ခြေတော့နာနေလို့လမ်းမချောင်းနေလို့တောက်ကိုချမ်းတော့ထည့်ပေးလိုက်တဲ့ပုံစံမျိုးလေးပဲဒီလောက်ပဲသူအားပြုလို့ရသွားမယ်သူ့မှာကိုကိုကိုကွန်ဖီဒန့်ရှိသွားမယ်ယုံကြည်မှုရှိသွားမယ်ငါဒါလုတ်ပြီးသွားပြီဆိုအရာအားလုံးမှာကျွန်တော်ကစိတ်သာချင်သွားဖျားအောင်မလားလူတယောက်ကစိတ်အယူအဆကိုယ်ကစိတ် ဟိုမှာကိုကိုယုံကြည်မှုပို့ပြီးတော့မြင်အောင်လှုပ်ပေးတာရည်လည်းရှိတယ်အစင်ရင်ခဏထားလိုက်ပြောကောင်းမှထားပါတော့တချို့ကြတော့အိမ်တော်ရေးလူငွေစီးပွားရေးကြောင့်ပူပင်လဲပြီးတော့စိတ်မှာထွေပြားပြီးတော့စိတ်ကြောင့်ဖြစ်နေတဲ့ပြောကောင်းမှရှိတယ် เนาะไปไต่ท้าซะเออเบี้ยไต่แล้วอะหมวยဖြစ်တယ်အဲ့ဟုတ်ကြတော့စိတ်ကိုဖြစ်တဲ့ခါကိုစိတ်နဲ့ကုပေးလိုက်တယ်အဲ့ဒီခါမှာသူ့ကိုကငါဒါလေးမရှိတော့ရှင်းသွားပြီဆိုတော့လုပ်ငန်းကိုပြန်မလုပ်တော့လုပ်ဖန်းနဲ့ထွေထွေမိုင်မိုင်နဲ့နေနေမဲ့အခြေအနေကနေမနေတော့ဘဲနဲ့เนาะလုပ်ငန်းကိုပြန်လဲပက်လာတဲ့ခါသူ့ပုံကလုပ်လိပြန်ဖြစ်လာလို့ရှိတယ်အဲဒါမိုးလေးတွေပေါ့ဆရာအနေနဲ့ကတော့မေးတဲ့မေးခွန်းအောက်ကိုပြန်သွားရင်ကျွန်တော်ပြန်ပေါင်းဆိုတဲ့ခါမှာတိတ်ပြီးတော့မခဲရင်ပြောရကျွန်တော်အနောက်တိုင်းအစီရင်လည်းမတော့ဘူးအစီရင်ဆိုတော့မှတော့တိတ်ခက်ခဲရင်တုံးနေရတော့မလို့ပညာကွန်ရအင်းတောင်းလာရှိတယ်အဲ့ဒီအင်းလေးနဲ့ကျွန်တော်ဒီဘန်ပြန်ဆင်းလိုက်တယ်ဒီဥစ္စာလေးကိုဥမိစာအနေနဲ့ထက်ဒီဘန်လေးဆင်းလိုက်တယ်ကာကန်ရှင် ုံတန်းယူသွားဘဲအချိန်မှဘလို့ထုံးကျွန်တော်ကဒီကနေတက်ခန်းနဲ့ကိုတက်ခန်းနဲ့ပြောထုံးတယ်ထုံးပေးပြီးတော့ကိုအဆိုင်ရာကိုတိုင်တယ်ခဲ့ပြန်ပေါင်းနေမှာအမြန်ဆုံးကတော့ဒါကကျွန်တော်အခြားဆရာတွေနဲ့တူမယ်ကျွန်တော်အခုလိုပြောလို့ရှင်လေအာဒီကောင်ကအလက်တွေနဲ့ပေါင်းနေလားအောက်တွေနဲ့ပေါင်းနေလားဖြစ်ကောင်ဖြစ်တော့နိုင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ယူဆနဲ့ကျွန်တော်တို့ကင်မုံပြောပြမယ်ပေါ့တချို့ယာတွေမှာမခဲယုံဆိုတာကကျွန်တော်တို့ဒီမီယိုဖလာနဲ့တွေကိုကိုးစားသည်ဖြစ်စေကိုးကွယ်တယ်လို့ပြောဦးနော်ပူဇော်ပတ်တာနဲ့သူဖြစ်စေတချို့ကျတော့အိမ်မှာအိမ်တွင်းနေပါရမထားတာကြီးရှိတတ်လို့မဟုတ်သည်ဖြစ်စေကျွန်တော်တို့ရဲ့ရှစ်သမဲတွေမှာရှိခဲ့သောအရာတွေကတချို့ဟာတွေဖျောက်လို့မရတာရှိတယ် အဲ့ဒီပုံကိုတွေကိုပြန်ပြီးတော့သင်တို့ဒီဒီပုံကိုတွေဒီပုံကိုနဲ့အဆက်ပြီးတော့စောင့်နေဆိုရင်ဒီရောက်ကိုကံမကုံသေးဘူးပြန်စီပြီးတော့စီပြီးလိုက်ပါဥမာချားကနေပြန်မြည်ပေးပါပေါ့အဲအဲ့ဒီသဘောလေးနဲ့လောက်တာကမတော်ချင်လို့မရဘူးအမျိုးလိုအေးဒါဒါမို့လားမို့လားတော်ရဲ့ပထန်းဆက်တွေကိုအေးဒါမို့လားမို့လားဒါမို့အဲ့လိုလေးလောက်ပေးပါကိုယ့်ဘက်ကမြစ်တာရက်ခံလိုက်တယ်ခါရကြလဲအဘေးယူရှိတယ်အဘေးယူဆိုတာကကျွန်တော်တို့ကမင်းတို့ဟိုရောက်ချင်းမတရားချင်းမတော့မဟုတ်ဘူးဗျအစင်လောက်တဲ့ခါတင်ကြိုင်မသွားကြမလို့တင်ကြိုင်ကိုမသွားဘူးနတ်စင်နေလည်းမသွားဘူးကျွန်တော်ကကျွန်တော်အရန်လေကိုယ်တက်ခန်းနေပြီးကိုယ်လှမ်းပြီးတော့သူတို့စိတ်ညှုပ်ပြီးပြောတာဆိုတာမျိုးလေးတော့ရှိတယ်ဒီလောက်ပါပဲကိုဒီက တိုင်တယ်ရတော့ကိုယ့်ပညာခွင့်ကပုံကိုတွေကိုအဓိကတိုင်တယ်တယ်သူတို့ရှိကိုတိုင်ရသွားစရာလဲမလိုဘူးပေါ့ပြောမယ်ဆိုရင်ကိုလုံးတဲ့အရာမှလည်းသူတို့ဘက်တရားသိမရှိဘူးသူတို့ကကိုညီလှမ်းပြီးတော့ပန်ဝန်းနံကိုတောင်းအောင်မယ်ရှင်းထားတဲ့အချင်းအလေအထားလေးတွေအဲ့ဒီဟာကနေပြီးတော့ရလာတဲ့ကုသိုလ်ကောင်းမှုလှူတဲ့ဒါနသီလဘာဝနာပေါ့ဒါတွေလုပ်ခဲ့တဲ့အရာကနေရလာတဲ့အရာတွေသူတို့ပြန်မျှပေးမယ်ကျွန်တော်တခုခုလှူလုပ်တဲ့အခါတွေမှာဖြစ်စီကုသိုလ်ကောင်းမှုလုပ်တဲ့အခါတွေမှာလည်းသူတို့အတွက်တည်တံ့ဆိုပြီးတော့ထည့်လုပ်ပေးတာမျိုးရှိမယ်ဒါလေးတို့တော့သူတို့ရမယ်သူတို့ဒီကြားကြောင့်ပို့ပြီးတော့ကုသိုလ်ကံတက်ပါသေးဘုံကံ တို့ပါသည်ဒီလိုလေးနဲ့ကျွန်တော်တို့ကတော့လောက်ကင်ပေးတယ်မင်းဒါလောက်ကိုလောက်ပြရမယ်မလောက်ပြင်ဘာဖြစ်ညာဖြစ်လဲကိုဘကအမိတ်မပြန်ဟိုတချို့ရတဲ့ကကျွန်တော်အကူကြီးတောင်းအောင်မှာလက်ရှိပေါ်အကူကျွန်တော်ကိုမေးတယ်မလဲအကူကြီးဟိုရာလေးတောက်လိုက်ပါဆိုအကူမှမအားတဲ့ခါကိုကြီးညီမကိုကြီးမယ်မှန်တော့မှန်တော့အဲအဲ့ဒါမျိုးလေးတွေရှိမှာပေါ့ပုံမှန်သဘောတရားလေးနဲ့ပဲတွေးကြည့်ပါအဲ့တော့သူကူညီချင်းမကူညီချင်းဒီသူ့ခန္ဓာဖြစ်သွားတယ်ကိုကတော့ဒီလိုဒီလိုလောက်ပြမယ်မင်းတို့အောင်လာတဲ့ခါငါဒီဘက်ကအလှလို့တဲ့ခါမင်းတို့ကိုတွေ့ထက်လှူပေးမယ်ဒါမျိုးလေးနဲ့ပဲကျွန်တော်သွားတယ်အောင်ပါတယ်အောင်တာတော့